မြန်မာစစ်ကောင်စီနဲ့မလေးရှားဝန်ကြီးချုပ်တို့ဘန်ကောက်မြို့မှာတွေ့ဆုံတာကိုအမေရိကန်ရောက်မြန်မာတွေကစန့်ကျင်ကန့်ကွက်ကြောင်းဒေသဆန်တော်ချင်း April 18ရက်နေ့မွန်းလွဲပိုင်းကအမေရိကန်ပြည်ထောင်စုမြို့တော် Washington DC မလေးရှားတာဝန်ရှိမှမြန်မာရေးတကြွလှုပ်ရှားသူတွေကဆန္ဒထုတ်ဖော်ခဲ့တာပါ။ စစ်ကောင်းဆောင်ကိုလူရအတွင်းဆက်ဆန္ဒဟာမြန်မာပြည်တွင်းမှာပုံမှုဆိုးရွားတဲ့ကြံဖတ်မှုတွေပဲဆက်ဖြစ်လာနိုင်တဲ့အတွက်စန့်ကျင်ကန့်ကွက်တာဖြစ်ပြီးမြန်မာရေးတကြွလှုပ်ရှားသူတွေကအိတ်ဖွင့်ပိဇာတစ်စောင်ကိုလည်းမလေးရှားတန်ယုံတာဝန်ရှိသူတွေကိုပေးအပ်ခဲ့ပါတယ်။မလေးရှားတန်ယုံကိုရောက်လာတာကတော့ Prime Minister နဲ့ဒီ Main Online နဲ့တွေ့တဲ့ဟာကိုကတ်ကွယ်တယ်ပေါ့နော်။ကတ်ကွယ်ပြီးတော့ Burmese Diaspora Democracy Advocate ကိုစားအနေနဲ့ပေါ့နော် Diaspora အနေနဲ့ ဆန္ဒလာပြတာပါသူတို့ဘက်ကပြောတာသူပါတို့ diaspora အနေနဲ့တောင်းဆိုတဲ့ဟာကိုလည်းသူတို့နားလည်ပြီးတော့ဒီဘန်ကောက်မှာဆွေးနွေးနေတဲ့စီယုဝဲထဲမှာလည်းသူတို့တည်င်းကိုသူတို့ prime minister ကိုရအောင်ပို့ပေးပါမယ်လက်စာကိုလည်းလက်ခံလိုက်ပါတယ် မြန်မာပြည်တွင်မှဖြစ်ပေါ်နေတဲ့ပြည်ပခါတွေကြောင့်အချိန်၄နှစ်ကျော်အတွင်းမှာတန်းနဲ့ချီတဲ့ပြည်သူတွေဟာနေရဆုံးခွာပြီးအင်းကြီးချင်းနိုင်ငံတွေကိုထွက်ခွာခဲ့ကြပါတယ်။အိန္ဒိယ၊ထိုင်းနဲ့မလေးရှားနိုင်ငံတွေကိုရောက်နေတဲ့ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာဘဝအမခန့်ချက်ကင်းမဲ့နေပြီးအခက်အခဲတွေကြုံတွေ့နေရတဲ့အတွက်ဒေသတွင်းအာဆီယံနိုင်ငံအာဏာပိုင်တွေကထောက်ထားမှုတွေပေးဖို့လည်းအမေရိကန်ရောက်မြန်မာတွေကမေတ္တာရပ်ခံခဲ့ပါတယ်။မလေးရှားမှာနေနေတဲ့ဗမာပြည်သူပြည်သားတွေကိုကျေးဇူးပြုပြီးတော့လုံခြုံမှုပေးပါ၊လုံးဝပြန်မအပ်ပါနဲ့။ဗမာပြည်ပြန်မပို့ပါနဲ့ပေါ့နော်။ဘာကြောင့်လဲဆိုတော့ Their life their lives going to be in danger if they get sent back to um, Burma so we are asking and requesting the Malaysian government to please give them a protective order or protective services and give them a place to um, find refuge အာဆီယံအလဲကြားဥက္ကဋ္ဌတာဝန်ယူထားတဲ့မလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါအီဘရာဟမ်ဟာစစ်ကောင်စီနဲ့ဧပြီ18ရက်နေ့ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံခဲ့ပါတယ်။ဧပြီ18ရက်နေ့မှာတော့မလေးဝန်ကြီးချုပ်ဟာမြန်မာညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်နဲ့တယ်လီကွန်ဖရင့်ကတဆင့်တွေ့ဆုံမှုထပ်မံပြုလုပ်ထားပါတယ်။မလေးရှားဝန်ကြီးချုပ်ရဲ့နှစ်ပတ်စလုံးနဲ့တွေ့ဆုံမှုဟာငလင်ပေးအတွက်လူသားဆန္ဒအကူအညီတွေပေးဖို့မြန်မာနိုင်ငံမှာပြည်တွင်းပြည်ပခန့်တွေရပ်ဆယ်ပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲလမ်းမော် ရောက်ဖို့စတဲ့ရည်ရွယ်ချက်တွေဖြစ်တယ်လို့ဒေသတွင်းမီဒီယာတွေမှာဖော်ပြကြပါတယ်။ 今朝，走着吃饭吧。